ျွန်တော်ရေးမိတ်ဆွေများအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့ဒီခုနှစ်ကျင်အတွက်အနည်းရှုပ်ဗီဒီယိုလေးတင်ပြသွားမှာဖြစ်ပါတယ်ဗောနော်ထိတ်စီကဒီလေးလုံးကိုအသုံးပြုမှာဖြစ်ပါတယ်6တုံများ6 6 6နှစ်ပြည်တိုင်းဒီမှာ6 6 5ဗောနော်ကို9 6ခွန်တွေကကိုထိတ်စီကို6နှစ်တုံများလေးလေးနိနိတိ843 63 2တုံများကို009ခွန်တုံများတုံများ3 009 69လေး963 68ခွန် ဒီခုနှစ်ကြိမ်မှာတော့၄၅၆ဆွေပြီးတော့ကျွန်တော်တို့တနည်းအရာဒီထိတ်စီလေးလုံးရတာဖြစ်ပါတယ်ပေါ့နော်၄၅ထိတ်စီဆွေပြီးရတာဖြစ်ပါတယ်ခုနှစ်ကြိမ်အတွက်ဖြစ်မယ်ပေါ့နော်ထိတ်စီပြီးတော့ကျွန်တော်တို့အလဲထိုင်ကိုလည်းထပ်ပြီးတော့လေ့လာကြည့်ရမယ်ပေါ့နော်အလဲထိုင်ကတော့ကျွန်တော်တို့ဒီပြီးခဲ့တဲ့တစ်ပတ်၆၈ခုနှစ်ပြန်ပါလေထပ်ပြီးတော့ခြားပေးသွားခဲ့တဲ့တနည်းအဆက်ဖြစ်ပါတယ်ပေါ့နော် 336ကနေတောက်6ကိုပေးလာခဲ့တဲ့အလဲထိုင်၃လုံးယူတဲ့နေ့ဖြစ်ပါတယ်။တွင်နေ့မကြည့်ရသေးဘူးဆိုရင်တော့ကျွန်တော်အလဲထိုင်တွင်နေ့မှာတွားရောက်လေ့လာနိုင်တယ်ပေါ့နော်။ကျွန်တော်ဒီတွင်နေ့ကဒီကျွန်တော်ဒီ694 63 694ကနေစာပြီးတင်ပေးထားတယ်ပေါ့နော်။963 68ဒီခုနှစ်ချိန်မှာတော့145အလေထိန်ရှိပြီးတနည်းအားဒီကနန်း3လုံးအလေထိန်ရတာဖြစ်ပါတယ်ဗောနော် နင်းလေးငါးကအလဲထိန်ဆွပြီးရတာဖြစ်ပါတယ်။ထပ်ပြီးတော့ကျွန်တော်တို့အပိတ်ကိုလည်းထပ်ပြီးတော့အတူတူလေ့လာကြည့်မယ်ပေါ့နော်။အပိတ်ကတော့20အတိဖြစ်ပါတယ်။20နှမျိုးယူသွားမှာဖြစ်ပါတယ်ခင်ဗျာ။ဒီတုံများလေးတရားနေစားတာပေါ့နော်။ဒီပြီးရင်ဒီမှာ9အလဲ9အပိတ်ပေါ့နော်။6အပိတ်နင်းနင်းနင်းအပိတ်9 9 6 6 9နိနိကိုရှောင်းနိလေးလေးတုံညာလေးလေးတိတိနိနိတိပေါ့နော်၃၃၈၄၃ 3363နှစ်တော်များကိုကိုအပိတ်ဖြစ်ပါတယ်ခွန်3ည3000အပိတ်6464ပေါ့နော်963 689ဒီတစ်ပတ်မှာတော့22မြို့စလုံးမှာ9တုံများတင်တဲ့အပိတ်စုပြီးရတာဖြစ်ပါတယ်ဗောနော်။ဒါဆိုရင်ကျွန်တော်တို့ဒီအပိတ်က9တုံများတင်တဲ့အပိတ်စုပြီးရတယ်ဗောနော်။ဒါလေးကိုကျွန်တော်တို့ဒီဟာလေးစီလိုက်မယ်ဆိုရင် အများကြီးထွက်လာမှာပေါ့နော်အများကြီးထွက်လာမှာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကဒီကျင်းတော့အောင်ပေါ့နော်အလေးအပိတ်ဖောင်ရှင်းဘရိတ်နဲ့ထပ်ပြီးညီမှာဖြစ်ပါတယ်ငါးတုံများလေးမှာတုံများနဲ့လေးပေါင်း၄ပေါ့နော်၃၃၆တုံများလေး၁၈၆ခုအနောက်နှလုံးပေါင်းရှင်းအလေးအပိတ်ဖောင်ရှင်းဘရိတ်20မျိုးကိုကျွန်တော်ယူတော့မှာဖြစ်ပါတယ်ရှေ့လျှောက်တော့မှာရှောင်းနဲ့၃ပေါင်၉၊တုံများနဲ့၉ပေါင်၉ပေါ့နော်။အဲ့လိုလေတောက်လျှောက်ကိုပေးနေတာဖြစ်ပါတယ်။ မာ63မှာကို9ခွန်ပေါင်းလာ55ဒီတစ်ပတ်မှာ69တော်များတင်းနေတုံးစုပြီးရတယ်ဗောနော။ Okay ဒီဟာလေးပင်ရှိဗောနော။ပင်ရှိကိုမှကျွန်တော်အဒီနိနိတိတပင်ကနေစာပြီးပြပေးထားတာဖြစ်ပါတယ်။ Okay ဒီခုနှစ်ချိန်မှာတော့ကျွန်တော်တို့သွန်းနည်းအရာဗောနော။ဒီမှာသွန်းနည်းနှစ်ပြည့်မှာပြပေးထားတယ်။တုံများ13 56ဗောနော။တုံများ13 56တုံများ13 69နိဆိုတဲ့အတွက်တုံများ13အနောက်နှလုံးပေါင်းရှင်ပြည့် တွင်နှစ်ခုစလုံးသာရှားပြေးသွားခင်မင်းဆိုရင်ပေါ့နော်။အဲဆိုရင်ကျွန်တော်ဒီအလေအပိတ်ပေါင်းရှင် TF today ပေါ့နော်။အလေရဲ့အပိတ်ရဲ့ပေါင်းရှင်ပရိဒုံညာတည်တုံနဲ့ကျွန်တော်ကျင်းသွားအောင်ဖြတ်ထုတ်လိုက်မှာဖြစ်ပါတယ်ပေါ့နော်။ဒါဆိုရင်နှစ်အလေထိန်နဲ့ကိုယ်နဲ့ပေါင်းတာနှစ်နဲ့ကိုယ်ပေါင်းတည်ပရိပါတဲ့အတွက်နှစ်ကိုရပြီဖြစ်ပါတယ်။ ပြရင်ညကိုပြီးတော့နိနဲ့တုံမြန်နဲ့ပေါင်းနိမပါဘူးနိနဲ့တိပေါင်း၃၃၃ပြိပါတဲ့အတွက်နိတိရမယ်ပေါ့နော်ပြရင်နိတို့နိပေါင်းတာလေ၄ကိုပေါင်းတာ73ဆိုတဲ့အတွက်၄ကိုတစ်ခုထပ်ရတယ်ထပ်ပြီးတော့၄နဲ့တုံမြန်နဲ့ပေါင်း၄ပေါ့နော်၄ပြိမပါဘူး၄တိပေါင်း၅မပါဘူး၄နဲ့နိပေါင်း၆ငါကိုပေါင်းတာ74 9နဲ့3မြန်နဲ့ပေါင်း9 9တိပေါင်း6 9နိပေါင်း9ဆိုတဲ့အတွက် ပရိက္ခတော်များတစ်သုံးဆိုတဲ့အတွက်ပရိနဲ့ကန်ကြီးတာနေကိုနေတဲ့လေးကိုကို ကျွန်တော်တို့ထိတ်စီ၈လေး၅၆ထိတ်စီထည့်လိုက်ရုံပဲဖြစ်ပါတယ်ဗောနော၈လေး၅၆တီထိတ်စီလေးလုံးကိုကျွန်တော်တို့အနောက်ကနေကိုနဲ့ထပ်ပြီးညီလိုက်တာဗောနောဒါဆိုရင်ငါနေကိုရှောင်းနေကိုဆိုပြီးရလာပြီဖြစ်ပါတယ်၈လေး၅၆ထိတ်စီကန်မှာဖြစ်တဲ့အတွက်ကြောင့်မို့ တီရှင်နီတီလေးနီတီငါနီတီချောင်းနီတီဆိုပြီးရတယ်ဗောနော်โอเคဒီလေးကိုကိုလည်းရှင်လေးငါချောင်းထိပ်စီထဲမှာဖြစ်ပါတယ်ရှင်လေးငါချောင်းဆိုတော့လေးလေးကိုငါလေးကို6လေးကိုဆိုပြီးရမှာဖြစ်ပါတယ်โอเคဒီမှာဆိုရင်စုစုပေါင်း12ကွယ်ဗောနော်3လေးလီ7နှစ်ဆိုတဲ့အတွက်12ကွယ်ချီတယ်အဲ့ဒါကိုကျွန်တော်အကွက်ထပ်ပြီးကျင်းသွားအောင်ကျွန်တော် နောက်ထပ်အနေနဲ့အရှိနှလုံးပေါင်းရှင်ပြိတ်နဲ့ထပ်ပြီးညီမှာဖြစ်ပါတယ်။အရှိနှလုံးပေါင်းရှင်ပြိတ်ကိုလည်းကျွန်တော်တွင်နည်းနဲ့တော့အတင်ပေးထားပြီးပြီဖြစ်ပါတယ်ဗောနော်။အရှိနှလုံးပေါင်းရှင်ပြိတ်ကိုကျွန်တော်တို့မိုက်တူမက်ဆေ့များနဲ့အတူတူထပ်ပြီးလေ့လာကြည့်မယ်ဗောနော်။ဒီ9တုံများလေးရနေစတာဖြစ်ပါတယ်။9နဲ့တုံများနဲ့ပေါင်း9နဲ့တုံများနဲ့ပေါင်း9 933ပေါင်း6ဗောနော်။ဒီလိုလေး9တုံများလေးကနေတောက်လျှောက်ကိုရှားပေးနေတဲ့အရှိနှလုံးပေါင်းရှင်ပြိတ်3လုံးယူတဲ့နည်းဖြစ်ပါတယ်။ နေနေနေပေါင်းလေးရှစ်လေးရောက်စနေရှင်းနေရှောက်ပေါင်းတာဆက်လေးနေနေတုံများပေါင်းနေခွန်ခွန်လေးခွန်တုံများခွန်သုံးခွန်ပေါင်းတစ်စိရှစ်ကိုပေါင်းစခွန်ပေါ့နော်ရှစ်ကိုလေးပြီးတော့ငါးရှောက်သုံးပါငါးနဲ့ရှောက်ပေါင်းဆက်တဲ့ရှောက်ရှစ်ခွန်မှာရှောက်တဲ့ရှစ်ပေါင်းဆက်တဲ့ဒီခုနှစ်ချိန်မှာတော့အတွင်းဒီအရာရှစ်တုံများနေအရှိနှလုံးပေါင်းရှင်ပြိစုပြီးရနေတာဖြစ်ပါတယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်တို့အရှိနှလုံးပေါင်း၈၃ညနှစ်ဖြစ်ရမယ်ပေါ့နော်ဆိုတော့ကျွန်တော်၈နှစ်ကိုကဒီ၈နှစ်နှစ်ပေါင်း 30ဆိုတဲ့အတွက်တုံများပြိပါတဲ့အတွက်ရှင်းနှစ်900ပြီပေါ့နော်၄နဲ့နှစ်ပေါင်း6မပါဘူး9နဲ့နှစ်ပေါင်း9မပါဘူး6နဲ့နှစ်ပေါင်း8 8ပြိပါတဲ့အတွက်6နှစ်9တခုရပြီရှင်းနှစ်နှစ်ပေါင်းတုံများတုံများပြိပါတယ်ပေါ့နော်၄နဲ့နှစ်ပေါင်းတာ6 9နှစ်က9 6ရက်နှစ်ပေါင်း8ဒီမှာ8ပြိပါတဲ့အတွက်6နှစ်8ရှစ်လေးပေါင်း7နှစ်ပြိပါတဲ့အတွက်8လေး9လေးလေးပေါင်း8 8ပြိပါတဲ့အတွက် လေးလေးကိုပါနော်ရှောင်းနဲ့လေးပေါင်းတုံညတုံညပြိပါတဲ့အတွက်ရှောင်းလေးကိုဆိုပြီးတော့ကျွန်တော်အရှိနှလုံးပေါင်းအနောက်နှလုံးပေါင်းနည်းနည်းကင်ကြီးတာဆိုရင်ဒီဟာလေးခုနှစ်ခုရလာပြီဖြစ်ပါတယ်ပေါ့နော်တင်းနည်း3 4 6ခုခုနှစ်ကွယ်ဆိုပြီးရတယ်ပေါ့နော်အဲ့ဒါကိုမှကျွန်တော်ထပ်ပြီးတော့အကွယ်ထပ်ပြီးကျင့်သွားအောင်ပေါ့နော်သုံးလုံးပေါင်းချင်းပြိနဲ့ထပ်ပြီးညီကြည့်အောင်ပါနော်သုံးလုံးပေါင်းချင်းပြိမကြိုက်ဘူးဆိုရင်တော့ကျွန်တော်တို့ဒီခုနှစ်ခွဲရမှာဖြစ်ပါတယ် အကွက်ထပ်ပြီးကျင်းသွားအောင်ကျွန်တော်က၃လုံးပေါင်းချင်းပရိနဲ့ထပ်ပြီးညီမှာဖြစ်ပါတယ်။ဒါလေးကတော့၃လုံးပေါင်းချင်းပရိ၈ပရိ93မြောက်၉ပရိ၄ခွန်၈နှစ်ပင်ရှားဖြစ်ပါတယ်။နှစ်ပင်ရှားပရိယူတဲ့နည်း20အဆက်ဖြစ်ပါတယ်ဗောနော်။ Okay ပြီးတော့ဒီမှာ၄ပရိ59ရှိ9ပရိ593 9ပရိ336 9ပရိ63မြောက်6 9ပရိ96နဲ့9ပရိ743ပြန်ရတဲ့နော်3 break 009 10 break 69လေဒီတစ်ပတ်မှာ20အရာ 3ည5 4 1ဆိုပြီးရနေတာဖြစ်ပါတယ်ပေါ့နော်3ည5ရယ်5 4ရယ်1ရယ်ဆိုပြီးတော့အဲ့ဒီဟာလေးရနေတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်3ည5 4 1ပြိတ်နဲ့ညတာကိုထပ်ပြီးကြည့်အောင် ရှင်းနေနှစ်ပေါင်း29ပြိတ်ပေါ့နော်ဒါရှင်းနေတဲ့ကကနသုံးလုံးပေါင်းရှင်း1ပြိတ်ဆိုတဲ့အတွက်ရှင်းနေတဲ့တကွဲရပြီပြီးရင်ရှင်း4 9ကလည်းသုံးလုံးပေါင်းရှင်း1ပြိတ်ဖြစ်ပါတယ်ပေါ့နော်ဒါလည်း တိပရိပြီးရင်နောက်ထပ်လေးလေးကိုကခုနှစ်ပရိပေါ့နော်ရှောင်းလေးကိုကလည်းကိုပရိမပါဘူးရှောင်းနေနေပေါင်းရှင်းတင်ပေါင်းကိုပရိမပါဘူးရှောင်းနေနေပေါင်းရှင်းရှင်းနေကိုပေါင်းဇက်ခွန်ခွန်ပရိမပါဘူးကျွန်တော်တို့သုံးလုံးပေါင်းရှင်းပရိနဲ့ကဲညီတာဆိုရင်ရှင်းနေတဲ့နဲ့ရှင်းလေးကိုဆိုပြီးရတာဖြစ်ပါတယ်โอเคဒီမှာဆိုရင်ကျွန်တော်တို့နောက်ထပ်အနေနဲ့ပေါ့နော်အဲတင်ကွက်အနေနဲ့နောက်ထပ်ကီးတွေထပ်ပြီးညီကြည့်အောင် ကီးက ကီးနှမျိုးကိုအသုံးပြုသွားမှာဖြစ်ပါတယ်ဗောနော်ကီးနံပါတ်၁ကိုကြည့်အောင်ဒီကီးနံပါတ်၁က6ခုတုံများကနေစမယ်ဗောနော်တွင်နီနှစ်ပေးမှာပြပေးထားတယ်336မှာတပင်ဖောက်သွားခဲ့တယ်ဗောနော်ထပ်ပြီးတော့တောက်လျှောက်ကိုထပ်ပြီးပေးနေခဲ့တာဖြစ်ပါတယ်နေနေတရှိလေးတုံးချေလျှောက်တုံးနှစ်တောင်များကိုမှ၃လုံးအပြည့်ရှာပေးသွားတယ်ခွန်ခွန်ကိုပြီးတော့ဒီမှာ900 300 896 3960ကိမှာ ဒီတစ်ပတ်မှာတော့ခွန်ရှိတုံများအထီးကီဆိုပြီးရတာဖြစ်ပါတယ်ခွန်ရှိတုံများအထီးကီရဲ့နောက်ထပ်ကီတစ်ခုထပ်ပြီးကြည့်အောင်နောက်ထပ်ကီတစ်ခုကဒီ3-4ကီမှာတုံများလေးတိတုံများလေးတိကနေတောက်လျှောက်ပေးလာခဲ့တယ်အလဲထဲကရန်နှလုံးပေါင်းလိုက်ရုံပဲဖြစ်ပါတယ်ဗောနော်20ဖြစ်ပါတယ်20ကလွယ်လွယ်လေးဗောနော်3008963 68ခွန်ဒီတစ်ပတ်မှာ20အရာကျွန်တော်တို့56အထီးကီးဆိုပြီးရတာပေါ့နော် ရှရော့ခွန်ရှိတုံများနဲ့အလေး၅၆ကီးနဲ့ဆိုပြီးရတာဖြစ်ပါတယ်။ Okay တင်တို့ဒီမှာကီးတွဲနဲ့ကိတ်ညီတာဆိုရင်၈နှစ်တိကိုကြည့်အောင်၈နှစ်တိကကျွန်တော်တို့ဒီလေး၅၆ကီးလွတ်သွားတယ်ပေါ့နော်။၈၄၉ကိုကြည့်တော့ကျွန်တော်တို့ဒီရှင်းနဲ့အလေးနဲ့တွဲတယ်ပေါ့နော်။ရှင်းလေး၉ကရှင်းနဲ့လေးနဲ့တွဲနေတဲ့အတွက်ရှင်းလေး၉ပြန်ကြများလားပေါ့နော်။ရှင်းလေး၉တိပရိပြန်ကြများလားပေါ့နော်။ နောက်ထပ်အနေနဲ့ကျွန်တော်အပီးခွေကနက်ခုနှစ်လုံးကတတိတိလျှောက်ကနေစာပြီးပေးတာခဲ့တယ်ဗောနော်935593 353များလေးတောက်လျှောက်ကိုပေးနေခဲ့တာဖြစ်ပါတယ်ဗောနော်ကနက်ခုနှစ်လုံးထဲကကျွန်တော်၃လုံးအပါယူတဲ့ဤဖြစ်ပါတယ်တွင်နေ့လဲကျွန်တော်တင်ပေးထားပြီးပြီဗောနော်၄96ခွန်693များထဲက၃လုံးအပါရှိပြီးယူมาဖြစ်ပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုမှာဒီအပီးပေါင်းနဲ့ ကျွန်တော်တို့ဒီခွန်ရှိတော်များလေး၅လျှောက်ကြီးနဲ့ထပ်ပြီးညီပေးမယ်ပေါ့နော်အခုကကျွန်တော်တို့ထဲလေးပိနေညီလိုက်တာဖြစ်ပါတယ်လေး၅လျှောက်ခွန်ရှိ၉တော်များနဲ့ညီတာဆိုရင်ရှင်းနှစ်တက်ကဒီမှာရှင်းပါပြီးတော့နှင်းနဲ့တင်းနဲ့မပါဘူးပေါ့နော်ရှင်းလေး၉မှာရှင်းလေး၉သုံးလုံးအသုံးလုံးစလုံးကင်ကြီးတယ်ပေါ့နော်โอเคဒါကြောင့်မို့ရှင်းလေး၉ကကျွန်တော်တင်ွက်အနေနဲ့ဖြစ်သွားမယ်ပေါ့နော် ရှင်လေးကိုကအပြီးပေါကနန်းနဲ့လည်းကင်ကြီးတယ်အရှိနှလုံးပေါင်းရှင်အနောက်နှလုံးပေါင်းရှင်ပရိနဲ့လည်းကင်ကြီးတယ်ပြီးရင်ကီးသွင်းနဲ့လည်းကင်ကြီးမှုရှိတယ်ပေါ့နော်ဟုတ်ကဲ့ကျွန်တော်အပြီးပေါကနန်းနဲ့ကျွန်တော်ဒီအဘောကရွေးချယ်ထားတဲ့ခုနှစ်လုံးနဲ့ထပ်ပြီးညီကြည့်မယ်ပေါ့နော်ဒီမှာရှင်နှစ်ကိုကကျွန်တော်နင်းနှစ်ကိုနဲ့မပါဘူးပေါ့နော်ရှင်နှစ်တင်မှာလည်းနင်းနှစ်တင်နဲ့မပါဘူးရှင်လေးကိုကသုံးလုံးအပြီးပါတယ် လေးလေးကိုကဒီမှာလေးနဲ့ကိုနဲ့စပြီးပါတဲ့အတွက်လေးလေးကိုကိုလည်းကျွန်တော်တို့ရှန်သားခဲလို့မဖြစ်ဘူးပေါ့နော်အတလုံးပေါင်းရှင်ပတိဖောက်သွားမှာရှုလို့ပေါ့နော်ချောင်းလေးကိုကလည်းဒီမှာ6ရက်4ရက်9ရက်ဆိုပြီးပါတယ်ချောင်းနှစ်တက်က6ပါပြီးတော့နှစ်နဲ့တင်းနဲ့မပါဘူးချောင်းနှစ်တက်ကလည်းချောင်းနှစ်ကိုမှလည်းနှစ်တစ်လုံးမပါတဲ့အတွက်ကျွန်တော်တို့ဒီ6လေး9ရက်4ရက်9ရက်6လေး9ရက်အဲ့ဒီ3ွယ်ရမယ်ပေါ့နော်အဲ့ဒီ3ွယ်ထဲက6လေး9ကိုတင်ပြီးတော့ လေးလေးကိုရံမယ်ပြီးရင်6လေးကိုကိုလည်းအရင်အနေနဲ့သုံးရောက်မှာဖြစ်ပါတယ်ပေါ့နော်ဒါကကျွန်တော်တို့ထိတ်လေပိတ်နဲ့ပရိတ်တွေနဲ့ညီထားတာဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုမှာတော့ကီးတွဲအနေနဲ့အဲကီးတွဲနဲ့ထပ်ပြီးညီပြီးတော့ထမံကစားခွက်တင်ပြီးသွားမယ်ပေါ့နော်ဒီဟာလေးကတော့ကျွန်တော်ဒီ3ခွက်ရတာဖြစ်ပါတယ်ရှင်းလေးကိုတင်ပြီးတော့လေးလေးကိုနဲ့ရှောင်းလေးကိုနဲ့တတိယအရန်ဖြစ်သွားမယ်ပေါ့နော် ဒီ6 4 6ကတော့ကျွန်တော်ပြန်ကြကနန်းဖြစ်ပါတယ်ဗောနော်ကီးတွဲနဲ့လည်းကဲညီမှုရှိတယ်၃လုံးပေါင်းရှင်ပရိအရှိနှလုံးပေါင်းရှင်ပရိနောနှလုံးပေါင်းရှင်ပရိနဲ့လည်းကဲညီမှုရှိတယ်ဗောနော်အဲ့ဒီ6 4 6ကကျွန်တော်ဒီမှာ6 4 6ဆိုပြီးတော့ခြားပြီးသွားခဲ့ဖူးတယ်ဗောနော်ပြန်ကြဖြစ်ပါတယ်ဟုတ်ကဲ့ပြန်ကြဖြစ်တဲ့အတွက်ကြောင့်မို့လဲမြေချွေများအနေနဲ့ချင်းချင်းပြီးတော့အသုံးပြုကြပါဗောနော်ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းကြည့်ရှုအားပေးခဲ့တဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ